တနစ်တာအကောင်းဆုံးတရဲနီ2024-2025ဘောလုံးရာသီရဲ့အကောင်းဆုံးမန်ယူကစားသမားဆု Samet Busby Player of the Year ကိုအသင်းရဲ့ကပတိန် Bruno Fernandes ကထိုက်တိုက်တန်တန်သိမ်းပိုက်သွားခဲ့ပါတယ်။ဘောလုံးရာသီ6ခုအတွင်းမှာ Bruno ဟာတနစ်တာအကောင်းဆုံးမန်ယူလိုက်တဲ့ကစားသမားဆုကို၄ချိန်ထိသိမ်းပိုက်ထားခဲ့ပါပြီ။ဒါကြောင့်ပိုတူဂီကွင်းတဲ့လူဟာဒီဆုကိုအများကြီးရယူထားတဲ့မန်ယူနိုက်တက်ကစားသမားအဖြစ် Cristiano Ronaldo, David De Gea နဲ့ပူးတွဲရည်တည်နေခဲ့ပြီဖြစ်ပါတယ်။ Sir Alex Ferguson လက်ထက်အလွန်မှ ရူနိုဟာတည်ရင်တွေရဲ့အကောင်းဆုံးကစားသမားခေါ်ယူမှုဖြစ်ခဲ့ပြီးတော့မန်ယူရဲ့နေပါတဲ့ကာလတွေမှာအကောင်းဆုံးခြေစမ်းတွေအစွမ်းကုန်ကြိုးစားပိတ်ဆက်မှုတွေနဲ့အသင်းကိုဆွဲတင်နေခဲ့တာပါမကြသေးခင်ကပဲလူမှုကွန်ရက်ပေါ်မှာတကယ်လို့ဒီအာဒီမှာဘရူနိုဟာမန်ယူနဲ့ယူရိုပါလိဖလားတာရယူနိုင်ခဲ့ရင်မန်ယူကနေဝင်ဖြစ်သတ်မှတ်နိုင်ပြီလားဆိုတဲ့မေးခွန်းကိုပိတ်တဲ့အများစုကဂူလိုပဲပြန်ဖြေသွားခဲ့ပါတယ်ဘရူနိုဟာကနေဝင်ဖြစ်ပြီးသားပါတယ်ဗျာ အားလုံးပဲရွှေနှက်ချက်မြင့်တော်နေ့ရက်လေးကိုပန်းဆိုင်နိုင်ပါစေလို့ကျွန်တော် Sport Memory ပေးမှာစုမုံကောင်တောင်းပေးလိုက်ပါရခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ